Hello，大家好，我是罗伯森的塞比利亚西德。就上 grandma 不等了塞里个那边咯，就说白了，就是白 grandma 不等里嘛，就罗白讲呀，那个表表妈来说，松说来讲呀，那个表表妈包咯，松说那个就是这个表娘嘛，刚松拉松再松，好不啦？松说娘嘛，把里有东阳来说那个 DVD 里呀，那边表到嘛被批发的。OK，哎哟，不他妈无从得龙啊，罗最好。 ကျွေဟောင်းအကောင်းဆုံးပေါ့နော်ဟောင်းဆိုတာကကောင်းတယ်ကျွေနဲ့ပေါင်းသုံးလိုက်တဲ့အခါမှာတော့ကျွေဟောင်းအကောင်းဆုံးဆိုပြီးတော့ဖြစ်လိုက်မယ်အဲအဲ့ဒါဆိုရှင်ကျွေဟောင်းအကောင်းဆုံးရဲ့နောက်မှာချဲဆိုတဲ့စားတယ်လေးကိုထည့်ထည့်လိုက်တဲ့အခါကျတော့စားလို့အကောင်းဆုံးဆိုပြီးတော့ဖြစ်ပါလိမ့်မယ်နော်ကျွေဟောင်းချဲစားလို့အကောင်းဆုံးကဲဒါဆိုရင်ယုံဆိုတာကတော့၃တဲ့ပေါ့နော်ယုံရဲ့အဓိပ္ပာယ်က၃ပြုတယ်အဲ့တော့ကျွေဟောင်းနဲ့တွေ့သုံးမယ်ကျွေဟောင်းယုံ 3လုံးအကောင်ဆုံးဘာကြောင့်ဇုံဖြစ်သွားတာလဲဆိုရင်အရှိဆုံးမှာကကြွေလေးကိုထည့်သုံးထားတဲ့အတွက်ကြောင့်သူဒီဇုံလို့အဓိပ္ပာယ်ရတာပါအဲ့တော့ကြွေဟောင်းဆိုရင်အကောင်ဆုံးကြွေဟောင်း吃စာလို့အကောင်ဆုံးကြွေဟောင်းယုံ3လုံးအကောင်ဆုံး နောက်ထပ်တစ်ခုကတော့ကြွေမိန်မိန်ဆိုရင်တော့လှတယ်လို့ပြောတာပေါ့နော်ဒီအဲပစ္စည်းလေးတွေလှတယ်အဝတ်အစားလေးတွေလှတယ်အဲ့လိုမျိုးအာကမလေးဆိုလည်းလှပြင်ထားလို့လှတယ်ဒါမျိုးဆိုရင်မိန်လို့သုံးလို့ရပါတယ်ကြွေမိန်အလှဆုံးကြွေမောင်မောင် ကျွေ့မောင်မောင်ဆိုတာက အလုံများတဲ့အဲ့တော့ကျွေ့မောင်အလုံအများဆုံးဆိုပြီးတော့ဖြတ်လိုက်မယ်။ကဲနောက်တစ်ခုကတတဆိုတာကကြီးတဲ့အဲ့ဒီတော့ကျွေ့တကျွေ့တဆိုရင်တော့အကြီးဆုံးဆိုပြီးတော့ပြောပါတယ်။အဲ့တော့သူဒီဘဲစကားလုံးလေးကိုပဲဖြစ်ပါစေကျွေ့နဲ့တွဲသုံးလိုက်တဲ့အခါမှာတော့ဆုံးဆိုပြီးတော့အတိတ်ပဲလေးတက်ရောက်သွားမှာပါကဲအဲ့တော့ဒီစကားလုံးလေးတွေကိုကျွန်တော်ဝတ်ကြလဲမှာဘလို့သုံးလဲဆိုပြီးတော့ example လေးနှစ်ခုထည့်ပေးထားပါတယ်တက်ကြည့်လိုက်ရအောင် 不太冒说我的小花螺，这家店的菜最好吃。这家店第三页不呢？这家店的是吧？第三页菜应该最好吃。三六啊刚上班的，然后边边把妹。这家店的菜最好吃。给那的苦瓜，今天你穿来的最美。今天第几？ နီချွမ်းလိုက်ချွမ်းဆိုတာကဝတ်တယ်လိုက်ဆိုတာကလာတယ်ချွမ်းလိုက်တော့ဆိုရဲဝတ်လာတဲ့ဘောနော်ဝတ်လာတာအဲ့လိုပုံစံလေးပါဝတ်လာတာဖြစ်လိမ့်မယ်เนาะ今天你穿来的ဒီနေ့နင်ဝတ်လာတာကြွေမိအလဆုံးပဲလို့ပြောတာဖြစ်ပါတယ်ကဲအဲ့တော့ကြွေကိုဒီလိုမျိုးဝတ်ကြလေးတွေထဲမှာဆုံးဆိုတဲ့နေရာအဖြစ်ကိုထည့်သုံးတဲ့အခါမှာအသုံးပြုလို့ရပါတယ်နောက်ထပ် lesson လေးတွေမှာ share တော့ပြန်တွေ့ရမယ်เนาะ